ာရိုက်တာရဲ့စိုးတယ်ဥရဲကကောင်းတဲ့ဘူကာရိုက်တာမှမရှိတာပေါ့ဟုတ်ကဲ့စိုးသူဝါဝါကာရိုက်တာတွေမမရဲ့စိတ်တွေဟာကု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 ရဲ့စိတ်တွေဟာမမပဲပေါ့ဘာလို့နေလို့လဲအစိုးရကောင်းကိုရွေးထုတ်ရမယ်ဆိုရင်တာသမီရှယ်တာမရှိတော့ဘုကလူလင်မြနှစ်ယောက်တယောက်ကိုတယောက်ချစ်တဲ့ချစ်တယ်ဘသူကိုမှမွေးမြပေးကြမလို့တော့ဘောမမရဲ့ဟောဘယ်လိုပဲပြောပေါ့နော်ဟိုဗုဒ္ဓနှုတ်တိပေါ့ ဟိုဗုဒ္ဓသာသနာကိစ္စပြီးဓမ္မသာသနာကိစ္စပြီးတန်ခါသာသနာကိစ္စပြီးဆိုတဲ့ဥစ္စာလို့တတိယကိုပရိလိကိုဘက်လောက်စိတ်မယ်ဆိုခဲ့ရင်အာလောအခအဆဆရရအစဉ်ပြီးသွားကြမှာပါလို့ပြောပြရသည်ဟုတ်အဲဒါကအခုဟိုပြောမှဆိုတော့ for you application ရဲ့ဟိုပွဲလေးမှာဟို ဥက္ကရာဒီဇက်ကားလေးမှာဇလဲတွဲလေးမှာဥနိုင်ပါတာပေါ့နော်အဲ့ဒီအတွက်လာခဲ့တာပါဟုတ်ခါကြရေးရတော့အများကြီးပါပဲဥနိုင်ဒီဟွာပေါ့ဟိုရိုးရိုးဒီဟွာပေါ့ဒါရိုက်တာဟိုဟာတေအောင်ကျော်ပေါ့နော်ဟိုနောက်ပြီးတော့ဟိုသူ့ရဲ့သားလေးဖြစ်တဲ့ဟိုဟာပေါ့ဟိုဟာဟိုဟိုပြောမစိုးတော့ဟိုဟာပေါ့ခန့်နေကျော်အဲသူရိုက်တဲ့အဲ့ကားလေးမှာဥနိုင်ပါဝင်တာပါဟုတ်ခါကြရေးရတော့စိုးတယ်ဥနိုင်ကကောင်းတဲ့ဟိုကာရက်တာမှမရှိတာပေါ့ဟုတ်ကဲ့ ဆိုးသူဝါဝါကာရက်တာတွေပါပဲဟုတ်ရှိပါတယ်အဲအဲ့ဒါတွေကလည်းဟိုပြောမယ်ဆိုရင်ဥနိုင်ကဟိုပါပေါ့ဒီဟိုပြောမယ်ဆိုတော့ဆိုးပြင်းတသေးရဲ့ဟိုပါဟိုနောက်တစ်ခုကဟိုဟိုမင်းသားပါလေအခုဒီပါပါလေဟိုလာလို့တဲ့မင်းသားလေးရဲ့အဖေဆိုးနေရနေပြီဥနိုင်ရိုက်ခဲ့ပါဟိုပါဝါကြီးရဲ့ရိုက်ခဲ့တဲ့ဥစ္စာပေါ့နော်အဲအဲ့ဒီဟာလေးဆိုလေဥနာကကြာတော့ကြာပြီပေါ့ရက်ခဲ့တယ်ဟုတ်ဥနာရနှစ်တွဲလောက်ပဲပါတာလား ဒါပေမဲ့ဒီ for you application လေးဒါဟိုအောင်မြင်ပါစေဟိုဘယ်လိုပဲပြောသူရင်းနှီးမြှုပ်နှံမှုတွေရတယ်အရင်များတယ်လေများတယ်ဆိုတဲ့အခါကျတော့သူတို့အောင်မြင်ဖို့အတွက်ဥနဲ့လာပြီးတော့ဟိုဆူတောင်းပေးတာပါဟုတ်ကဲ့အကုန်လုံးဟိုဟာပြောမယ်ဆိုရင်အနုပညာသမားဆိုတာကအနုပညာအလုပ်ကိုပဲလုပ်ချင်တာလေအဲ့ဒါဆိုအနုပညာဟိုအလုပ်ကိုလုပ်နေရတဲ့ဆိုခဲ့ရင်ဟိုသူတို့တွေဟိုစားပွင့်နေအစီအပြေကြမယ်ဝိဇာစုတွေအစီအပြေမယ်အဲ့ဟိုဟာစမှုအဖွဲ့သားတွေလည်းအစီအပြေမယ်သဘုတ်ဆက်အနေနဲ့အစီအပြေမယ် ဟိုအဲ့ဒီအတွက်ကြောင့်ဥနယ်ဒီကတော့ဒီ application တွေအများကြီးပေါ်ပေါ်ပါသေးလို့ဥနယ်ဆူတောင်းပေးပါတယ်။အော်ဘယ်လိုပဲပြောပေါ့နော်။ဟိုဗုဒ္ဓနှုတ်တိပေါ့။ဟိုဗုဒ္ဓသဏ္ဍာန်ကိစ္စပြီးဓမ္မသဏ္ဍာန်ကိစ္စပြီးတန်ခါသဏ္ဍာန်ကိစ္စပြီးဆိုတဲ့အစားလို့တတိယကိုဗရီလီကိုဘက်လောက်စိတ်မယ်ဆိုခဲ့ရင်အားလုံးအခက်အဆက်အယအဆင်ပြေသွားကြမှာပါလို့ပဲပြောပြရစီ။ဟုတ်။အဲလွန်ခဲ့ပါတယ်။လွန်ခဲ့ပါတယ်။အဲအဲ့ဒီတော့ရခဲ့တဲ့ငွေကြေးပမာဏကဟိုမိသားစုစားလို့လုံလောက်တယ်လေ အခုကျတော့ရတဲ့ငွေကြေးပမာဏကျတော့မရပါဘူးဟုတ်ဟုတ်ကဲ့ပါကျွန်တော်အခုချိန်ဒီအားပေးတဲ့လူတွေလည်းကျေးဇူးတင်ပါတယ်